တရက်တလာ2024ခုနှစ်မှာတောင်ကြီးကုမ္ပဏီအပြန်မှာပေါ့နော်9နိုင်လောက်မှာအစင်းမှာစင်ကရာဘရိတ်ကိုနင်းလို့မရတဲ့အတွက်ကြောင့်ဂုံလျှောဖြစ်နေတဲ့အတွက်ကြောင့်လေကျမကနမ်းမေးကိုဆင်းလိုက်ပါတယ်အရှေ့ကဟာဒီမတိတ်မိအောင်ပေါ့နော်ဆင်းလိုက်တဲ့အခါမှာ၆ပေလောက်ရှိတဲ့ကြောက်ကိုတွားပြီးတော့မှအဲ့မှာစင်ကရာတွားရက်တယ်ရင်ပတ်နဲ့စင်ကနဲ့လည်းတိတ်မိတယ်ခြေထောက်ကလည်း ဟိုရက်လို့ဟာမရတော့ဒီညာဖက်ခြေတောက်ကကျိုးသွားတာပေါ့နော်ကျိုးသွားတဲ့အခါမှာကျမကဆင်ငယ်ဘွားကလည်းဆင်းလို့မရတော့နောက်ကစီပေါ့ဆာကားမောင်းလာတဲ့ကားဆရာကနေပြီးတော့ကျမကိုဝေးချီပြီးတော့မှလာမပေါ့တင်လိုက်တယ်တင်လိုက်ပြီးတဲ့အခါမှာကျမတောင်စီဆေးုံကိုသွားခဲ့ပါတယ်အဲ့မှာဓာတ်မှန်ရိုက်လိုက်တဲ့အခါမှာဇာတော့ခြေတောက်ညာဘက်ခြေစလုံးခြေစလုံးရိုးနှစ်ချောင်းကျိုးသွားတယ်လို့ပြောတာပေါ့နော်အဲ့ဒါနဲ့ကျမက ညာဟိုညနေဖြစ်တဲ့အတွက်ကြောင့်အိမ်ကစိတ်ပူမှာဆိုတဲ့အတွက်ကြောင့်တရုတ်ဆင်ရနဲ့ပဲဆေးစီးပြီးတော့အိမ်ကိုတသားလေးပဲပြန်လာလိုက်တယ်အဲ့တော့မိသားတွေနဲ့တိမ်မီမိတဲ့အခါမှာနောက်နေ့မနေ့မှပေါ့ကျမကဆေးရုံကိုထတ်သွားတယ်ထတ်သွားတဲ့အခါမှာဆရာဝန်ကဒီဥစ္စာ ခွဲစိတ်ပြီးတော့စတိပြထည့်ရမယ်လို့ပြောတယ်ချီချောင်းနှချောင်းလို့အဲ့နဲ့ကျမတို့ကစီးစစ်ဟိုဟာစီးစစ်ဝင်းစစ်ရတယ်မက်ဒီကယ်ချက်ကပ်လုပ်တဲ့အခါမှာကျမကစီးချိုရောသွေးတိုးရော လုံးဝမရှိတဲ့အတွက်ကြောင့်လို့ နောက်နေ့မနေ့မှ ခွဲစိတ်ခံဝင်ခဲ့ရပါတယ်ခွဲစိတ်ခံဝင်ပြီးဝင်ပြီးတဲ့အခါမှာခွဲစိတ်တယ်စတိပြောက်ထဲ့တယ်ထဲ့ပြီးတဲ့အခါမှာကျမဆေးရုံမှာတပတ်နေလဲရတယ်တပတ်နေလဲရပြီးတဲ့အခါမှာဆေးရုံကနေပြီးတော့မှဆင်းခွင့်ရတယ် ဆရာဝန်ကဆေးရုံစင်းတဲ့နေမှာပဲခြေတောက်ပတ်တီးကိုဖြည့်ပြီးတော့မှဆေးထည့်ပြီးတော့မှနောက်၃ရက်နေမှလို့ပတ်တီးဖြည့်ပြီးတော့မှဒီဆေးဝါးကြီးကိုထည့်ရမယ်လို့မှားလိုက်တယ်။မှားလိုက်တဲ့အခါကျမကလွန်ခဲ့တဲ့အဲနှစ်ပေါင်း20ကျော်2000ခုနှစ်ထဲရလေဒီအလီစည်းပုံလောင်ကိုယုံယုံကြည်ကြည်နဲ့အဲလင်းလာစားတုံးခဲ့တဲ့အတွက်ကြောင့်လို့ဟိုကျမကအိမ်ပြန်ရောက်ရောက်ချင်းအဲလင်းစည်းမှာ ပေါ့နော်ပိုလီဆက်ခရိုက်အဒီနိုဆင်းပါတယ်အယံကိုကျစေတယ်အနာကိုလည်းကျက်စေတယ်နောက်ပြီးတော့ဖက်သွားအာနိသင်ရှိတယ်ပေါ့နော်သွေးတွေကိုလည်းရက်စေတယ်သွေးခဲနေတာကိုလည်းရေပျော်စေတာပြီးတော့ကျမအိမ်ရောက်ချင်းဒီပတ်တီးကိုဖြည့်လိုက်တယ်ဖြည့်ပြီးတဲ့အခါမှာအာဖြည့်ချလိုက်တယ်ဘာလို့မလဲဆိုကျမကလင်စည်းကိုယုံကြည်မှုအပြည့်ရှိတယ်ဒဏ်ရာတွေအနာတွေကိုကျက်စေစွာသိတဲ့အတွက်ကြောင့်လို့ကျမဖြည့်လိုက်တဲ့အခါမှာအဲ့ဒီဒဏ်ရာတွေကနေပြီးတော့မှသွေးတွေစီးကြလာအဲ့တော့ကျမတုတ်တယ် တုတ်ပြီးတော့လင်းစည်းအမှုန့်ကိုတိတ်လိုက်တဲ့အခါမှာသွေးစည်းနာတွေကရက်သွားတယ်ရက်သွားပြီးတဲ့အခါမှာကျမလင်းစည်းနဲ့သွားတိတ်စီကိုပြန်ပြီးတော့ဖြော်တယ်ဖြော်ပြီးတော့မှတနည်းကို၃ချိန်ပေါ့နော်အဲအဲ့ဒါကိုဟိုဖြီလိုက်လိမ့်လိုက်လှုပ်တယ်အဲနောက်ပြီးတော့လက်ဖက်ချောင်းအနီဝါတနည်းကိုနှစ်ထုပ်စီတောက်တယ်အဲ့ဒီဟာနဲ့ဖန်ရည်ဆေးလိမ့်လှုပ်တဲ့အခါမှာခြေထောက်ကတဖြည်းဖြည်းဟိုဓာတ်ကိုဟိုငါးမွန်းသားလိုဟက်တက်ကြီးဖြစ်နေတဲ့နေရာနေပြီးတော့တဖြည်းဖြည်းနဲ့ဆဲအစ်တစ်တွေ ဒီဆောက်တာမြန်နေဆိုတဲ့တဲ့ဆဲရီယာတက်လာပြီးတဲ့အခါမှာကျမတဖြည်းဖြည်းနဲ့ပိတ်ပြီးတော့မှအနာ၆လာတယ်အဲ့တော့ကျမနောက်ထပ်တပတ်ဆယ်ရက်နေတဲ့အခါဆရာဝန်တွတ်ပြတော့အဲ့ဒါဘာတွေထဲလာလဲတဲ့ဟိုဘာလဲဆိုကျမလင်းစည်းလေးထဲတော့လင်းစည်းလေးတွေကမှုန့်တော့မဲနေရအဲ့တော့မရမကတုတ်တာပေါ့အရက်ပြန်နေပိုင်းနဲ့မရအဟိုဘာမှမထက်နဲ့နော်တဲ့ဟုတ်ကဲ့ပါဆိုကျမပြောတာအဆရာဝန်ကအော်နဲ့အနာတော်တော်လေးခြောက်လာအဲ့တလားလောက်နေတော့တခါတော့ပြန်ပြရတယ်တော့ပြန်ပြတဲ့အခါကျတော့ဆရာဝန်က ာတဲ့ကောင်းနေတယ်ရဲ့အဲ့ဒါနဲ့ကျမကိုဟိုဆေးပေါ့နော်အဲအင်္ဂလိပ်ဆေးတလားစာကျွေးတယ်ကျွေးပြီးတဲ့အခါမှာနောက်6လနေတဲ့အထီကိုလေးချောင်းထောင်းနဲ့သွားရမယ်တဲ့အဲ့လိုမှားလိုက်တယ်မှားလိုက်တယ်လေးချောင်းထောင်းနဲ့သွားရမယ်ဆိုတော့အဟုတ်ပြီဆိုကျမပြန်လာတယ်ပြန်လာပြီးတဲ့အခါမှာအာဒီလိုပဲပေါ့နော်နေစည်းကိုစားတဲ့နှုံးကတော့စားဖြစ်ဖြစ်စင်းကိုကျမ ဒီနေ့တည်းလေးစည်းတပူပုံလန်တပူကိုလက်ဖက်ချောင်းအနီဝါနှထုတ်နဲ့တောက်တယ်။အဲနောက်ဖြစ်တဲ့နေ့မှာပဲကျမကကားပေါ်မှာပဲပေါ့နော်။ဘာမှလိမ့်စရာမရှိဘူး။အဲနဲ့လေးစည်းမှုန့်ကိုရေလေးနဲ့ဖြော်ပြီးတော့ပြစ်ပြစ်လေးလိမ့်နေ။ခြေတောက်ကတော့ဒီလိုတန်လန့်ဖြစ်နေတဲ့နာနေတယ်။နာနေတဲ့အခါကိုကျမအဲ့ဒါလေးထဲ့သိတဲ့အခါလိမ့်လိုက်တဲ့အခါနာကျင်တာလေလုံးဝတက်တန်သွားတယ်။အဲတက်တန်သွားပြီးတော့ရောင်ကိန်းလာတာလည်းမရှိဘူး။ จำว่าสามารถยี่จะสูญเสียไอลูมิโอชิดาเอซิเดมเชิดารณาเน้นนี่ดีหรือช่างทางเนี่ยตัวอะไรช่างการนี่เลยเออนับไปแลดีสติอยู่อทัดเดือสุบิโรล้วมาค่อยส่กันนะคะเราลูกอ่ะจำวาไอ้มาเล่นมาเลยฮะงานเลยเอลูพี่มาลาบอนทำไมไม่จำว่าลินซี่หรือลินลาทาราเบ่เออลินซี่มาไงอาโกเซียไปส่วยยงจีเช็ปยี่เนี่ยตลาดดีๆลินซี่จะบุกโบราณจะบุกเต้าเด้น้องนั่นล่ะจ่์เรียกข้ามาลินซี่ตรงเซียโบราณเช่าเสียบ่เนาะ တန်ရက်ကိုတပူးနဲ့တောက်တယ်တောက်တဲ့အခါမှာကျမသုံးလပြည့်တဲ့အခါမှာချီထောင်ကလေလေးချောင်းထောင်နဲ့အလဲမသွားရတော့ဘူးဒီဂျိန်းထောင်လေးတစ်ဖက်လေးကိုထိမ့်ပြီးတဲ့အခါမှာဓမောင်းလာပြည့်နေမှာကျမဖျားသွားတယ်ဥပုပ်ယူတယ်အဲဆုံးနေလောင်းတယ်အဲ့လိုလဲသွားလိုက်တဲ့အခါကျလူတွေကလေဟာအဲ့ရထဲမှာလူနေတယ်ကျမမိတ်ဆွေတွေများတော့အခုပဲကောင်းသွားပြီလားတဲ့အေးကောင်းလာပြီဆိုသူတို့တွေကလေအော်တယ်ဒီလောက်အသက်ကြီးရင်တော့တနေ့နှစ်နှစ်လောက်တော့ အာဒီလိုပဲနေရမယ်လို့ထင်ခဲ့တာပေါ့နော်ကျမကအဲ့လိုလေးတွေနဲ့တဖြည်းဖြည်းရှောင်းလာနေခဲ့တယ်လုပ်ငန်းတွေကိုလည်းကျမကဟိုကောင်းကောင်းမွန်မွန်လုပ်လာနေနေတယ်ဒါကတော့ဆရာမကြီးရဲ့ပေါ့နော်ဟိုအာရှာလင်းစည်းကိုစားသုံးခွင့်ရတဲ့အတွက်ကြောင့်ကျမအမြန်ဆုံးတက်တာကောင်းမွန်လာတဲ့အတွက်ကြောင့်ဆရာမကြီးတို့အထူးပဲကျေးဇူးတင်ပါတယ်ရှင်